သူမကြောင့်ဆိုဖြစ်တဲ့စဉ်ဖက်ရှင်ကွမ်းသွားရတဲ့အပေါ်အခုလိုစကားတစ်ခုနဲ့တုံ့ပြန်လာတဲ့ဟင်းဝင်ရဲ့ညမပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ပရိသတ်တွေကြားမှာအရန်ကိုရေပန်းစားပြီးတော့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးကြပါတယ်အဲ့ဒါကတော့မင်းသမီးကျော်လေးဆိုဖြစ်တဲ့စဉ်ရဲ့မွေးနေ့ပွဲမှာဝိစင်ခဲ့တဲ့ဝိစုံနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီးအဲ့ဒီဝိစုံရဲ့နောက်ခွဲကဖန်တီးသူကသူ့ရဲ့အယောင်မလောင်မင်းသားဟင်းဝင်ရဲ့ညမလေးအလားရွှေစင်ဖြစ်တယ်ဆိုတဲ့ကိစ္စပါပဲ ဒီကိစ္စပေါ်မှာပြည်သက်တွေရဲ့ထင်ကျေးအမျိုးမျိုးနဲ့အတူအလရွှေစင်ကသူ့ရဲ့ခန်းစားချက်ကိုလိုက်လွင်ပြီးတော့ပြောခဲ့ရပါပရိသတ်တို့တည်ကြတဲ့အတိုင်းမှာပဲမင်းသမီးကျော်ဆိုပြတဲ့ဇင်တယောက်ကတော့သူ့ရဲ့ချစ်သူနဲ့မင်္ဂလာပွဲ၆ပွဲတောင်ကျင်းပဖို့အတွက်ပြင်ဆင်နေတဲ့ချိန်မှာမွေးနေ့အကြိုလက်ထပ်ခွင့်အတောင်းခံရတဲ့ပွဲလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့အမတ်တရားနေလေးမှာအလုံးရဲ့အာယုံဆမ်းမှုတွေကိုဖန်ဆားနိုင်ခဲ့ပေမယ့်အဲ့ဒီပွဲမှာသူမဝစ်ဆင်ခဲ့တဲ့ဂါဝင်ဖက်ရှင်ကတော့ဆိုရှယ်မီဒီယာပေါ်မှာဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ။ဆိုဗီယက်သင်ဝေးစင်ခဲ့တဲ့အဖြူရောင်ခဝင်းအတူလီကတချို့ပြိသက်တွေရဲ့အမြင်မှာတော့ထူးခြားနေခဲ့ရပါ။အင်တာနက်ပေါ်မှာတော့ဒီဝေးစုံဒီဇိုင်းကိုကြက်အုံနဲ့တူတယ်။အင်ထရန်စကားကွက်နဲ့ဆင်တယ်။တချို့ကလည်းမီးသီးအုပ်ဒီဇိုင်းနဲ့တူတယ်ဆိုပြီးပုံစံမျိုးမျိုးနဲ့ခိုင်းနိုင်ပြီးတော့ဝေဖန်ခဲ့ကြပါဗျ။ အထူးသဖြင့်တော့ခေါဝင်ကအတူဒီဇိုင်းဖြစ်နေပြီးတော့အရင်အမောင်းမရှိတဲ့အစိုးပြတဲ့စင်းနဲ့အလိုက်ဖက်မှုမရှိဘူးဖက်ရှင်ခွန်းသွားတယ်ဆိုပြီးတော့ comment တွေအများအပြားရေးသားခဲ့ကြတာပါဒီဝေဖန်မှုတွေဟာအရန်ကိုကျေပြန့်သွားခဲ့ပြီးတော့လူပြောသူပြောများတဲ့အကြောင်းအရာတခုဖြစ်လာခဲ့ပါတယ်ဒီကိစ္စရဲ့နောက်ွယ်ကဇလန်ကတော့ဒီလိုဝေဖန်မှုတွေများပြားလာချိန်မှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တခုထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒါကတော့ဒီကောင်ဝင်ကိုစီစဉ်ပေးခဲ့တဲ့သူဟာတခြားသူမဟုတ်ဘဲဆိုဗီယက်သင်းရဲ့ရောင်မလောင်မင်းသားဟင်းဝေရဲ့အချစ်တော်ညီမလေးအဲလာရွှေစင်ကိုရိုင်းဖြစ်နေတာပါအဲလာရွှေစင်ကသူ့ရဲ့ရောင်မလေးအတွက်အမှတ်တရဖြစ်စေဖို့နာမည်ကြီးဒီဇိုင်နာရတုနဲ့လက်တွဲပြီးတော့ဒီဝိဆောင်ကိုအနံဖန်တီးခဲ့တာဖြစ်ပါတယ် ဒီဇိုင်နာရန်တွင်းရဲ့ပြောကြားချက်အရာဒီဝိဇုံကိုလူအယောက်30နဲ့၃ညတိတိမအိပ်ဆက်ဖယ်နဲ့အချိန်ပေးဖန်တီးခဲ့ရတဲ့လက်ရမြောက်ဝိဇုံတစ်ခုလို့ဆိုပါရယ်။ဒါပေမဲ့ဝိဇုံထွက်လာတဲ့အခါမှာရောပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ကြုံတွေ့ခဲ့ရတာပေါ့။ဒီဖြစ်ပျက်ကြောင့်ပဲတချို့သောပရိသတ်တွေကရောင်းမဖြစ်သူကစိုးပြေတဲ့စဉ်ကိုတမင်တကာမလောက်အောင်လှုပ်လိုက်တာလားဆိုတဲ့တန်ရရတွေနဲ့ထင်ကြီးပြီးပြောဆိုလာကြပါရယ်။ ဒီလိုဆွဆွဲပြောဆိုမှုတွေကြောင့်အလာရွှေစင်တယောက်အလွန်အမင်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သူ့အပေါ်မှာတကယ်ပဲအထင်လွဲမှမှုတွေနဲ့ဆွဆွဲမှုတွေအပေါ်မှာတော့အလာရွှေစင်က Facebook မှာ live လွှင့်ပြီးတော့သူ့ရဲ့စိတ်ခံစားချက်တွေကိုဖွင့်ဟပြောကြားသွားခဲ့ပါတယ်။သူမအနေနဲ့ရောင်းမဖြစ်သူကိုအယမ်းချစ်ပြီးတော့အကောင်းဆုံးဖြစ်စေခြင်းနဲ့စေတနာနဲ့ဒီဝိဆောင်လေးကိုအားတက်တရောစီစဉ်ပေးခဲ့ရဖြစ်ကြောင်းအခုလိုအထင်လွဲပြီးတော့ပြောဆိုနေကြတဲ့အတွက်အယမ်းကိုဝမ်းနည်းရကြောင်းရှင်းလင်းပြောကြားသွားခဲ့ရပါ။ဒီဇိုင်နာရတုကလည်းအလာလေးကသူ့ရောင်းမဆိုးဖြစ်တဲ့စဉ်ကိုဘလောက်ချစ်ကြောင်းနဲ့အလာ ောက်ဆုံးဖြစ်စေခြင်းနဲ့စေတနာအပြည့်နဲ့ဒီဝိဆုံကိုဖန်တီးခဲ့ရဖြစ်ကြောင်းထက်လောင်းပြောဆိုထားတာကိုတွေ့ရပါတယ်ဒီဖြစ်ပျက်လေးကိုကြည်ချင်းအဖြစ်စေတနာကောင်းကောင်းနဲ့လှူဆောင်ပေးတဲ့ကိစ္စတခုကပရိသတ်တွေရဲ့အမြင်မှာတလွဲဖြစ်သွားတဲ့အခါမှာဘလောက်ထိစိတ်မကောင်းစရာဖြစ်ရတယ်ဆိုတာကိုမြင်တွေ့ရမှာပါပရိသတ်ကြီးနေနဲ့ရောဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဘလို့မျိုးသုံးသပ်မိပါသလဲကိုယ့်ရဲ့အထင်မြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်ကျေးဇူးပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်